လုံငန်းရဲ့ပိုင်မှာမူချန်ကဟီယောကိုအနိုင်ယူခဲ့တယ်။ဟီယောကလည်းအမဲတိုင်းပြန်ဝဲကိုင်းရနေအပြင်ကိုထောက်ခံထိသွားပြီးစုရွှန်းကတော့ပြောတယ်သူရဲ့နံပါတ်300ကိုမူချန်ကိုလွှဲပေးရတော့မယ်။အဲဒီချိန်မှာပဲလီရွှန်သုံးနဲ့ဆန်ရှန်ကမူချန်ရဲ့အနောက်ကိုရောက်လာတယ်။ပြီးတော့သူတို့ရဲ့အဖွဲတွေကိုခေါ်ထဲလိုက်တယ်။ဗီဒီယိုလေးမစခင်ကျွန်တော်လိုင်းအန်ဆပ်စခရိုက်နှိပ်ပါအားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ဗီဒီယိုမတင်ပြတာကကျွန်တော်ဆန်ကယ်မှောက်ပြီးလက်တွေလှုပ်လို့မရတော့လို့ဆန်ကယ်ကဘာကြောင့်မှောက်လဲဆိုရင်တော့ခွေးကြောင့်ပဲ။ခွေးမှတော့ဘာပြင်မှမရှိဘူး။ဒါပေမဲ့ခွေးမွေးတဲ့တက်ခင်နေပဲ ိုယ့်ရဲ့ခွေကလမ်းမမှရှောက်သွားနေတယ်မချီလဲမချီတာဘူးအဲ့တော့အသိဉာဏ်မရှိတဲ့ခွေကဘာမှမဟုတ်ဘူးခွေကြောင့်မဟုတ်ဘူးလူကြောင့်ဖြစ်တယ်လို့ပဲကျွန်တော်ထင်တယ်အဲ့တော့ဘယ်လိုလုပ်လဲကျွန်တော်တို့မဖြစ်အောင်လမ်းသွားလို့ရှိရင်ခွေလေးပါတယ်ကယူဆကြပါလီရှင်တောင်ကမူချဝင်ပြောတယ်ဒီတာဝန်ကိုထမ်းဆောင်နိုင်တဲ့လူတခြားတယောက်မရှိလာတော့ဘူးနဲ့သူတယ်တကယ်တော့မင်းကလူသစ်လေးတယောက်ပဲရှိပါသေးတယ်ဒီလိုလေးလံတဲ့တာဝန်ကိုထမ်းဆောင်ဖို့မလိုအပ်ဘူးစန်းရှန်ကမူချန်ရဲ့ပခုံးဖတ်ပြီးတော့ပြောတယ်အရန်ကြီးခံစားဖို့မလိုပါဘူးကွာလီရှင်တောင်ပြောတာလည်းမမှားဘူး မင်းကလူသစ်ဆိုတာငာမိသွားလို့ပါမင်းတို့အရန်ကိုခက်ခဲလုံးရင်တော့စွန့်လွန်လိုက်တာကအကောင်းဆုံးဖြစ်လိမ့်မယ်အစိုးဆုံးဖြစ်ပြက်လာမယ်ဆိုရင်တော့ငါတို့နှစ်ယောက်အကောင်းဆုံးတိုက်ခိုက်သွားပြီးပါမယ်အားလုံးကလည်းမူချန်ဘာကိုပြန်ဖြေမလဲဆိုတာ သိကျင်နေကြတယ်မူချန်ကတပ်ပြင်းတစ်ချက်ချလိုက်တယ်ပြီးတော့တောင်ပေါ်ကိုလှမ်းကြည့်တယ်ဒီတောင်ဝန်ကအရန်ကိုကြီးလွန်းတယ်ဆိုတာသိပါတယ်ဒါပေမဲ့မကြိုးစားဘဲနဲ့ဘယ်လိုလုပ်လက်မြောက်ပြီးအရှုံးပေးရမှာလဲအဲ့လိုမျိုးအရှုံးပေးရင်ငါနဲ့မယ်မူချန်မဟုတ်တော့ဘူးဒါအပြင်ဒီလိုတာဝန်မျိုးကိုငါမကြောက်ဘူး မူချံရဲ့အဖေကြောင့်အလုံးကလည်းတဘောကျသွားကြတယ်။မူချံကဆက်ပြောတယ်။ဒီကစီနီယာနှစ်ယောက်တတိယနေရာကိုကျွန်တော်ယူလိုက်မယ်။အနိုင်အရှုံးကတော့တခြားကဏ္ဍပေါ့။အခုဆိုရင်မူချံကကြောက်ဆုံးပေါ်မှာထိုင်ပြီးတော့သူ့ရဲ့စွမ်းအင်တွေကိုပြန်ပြီးဖြည့်နေတယ်။သူကတောင်ပေါ်ကိုတစ်ချက်တစ်ချက်လှမ်းလှမ်းကြည့်တယ်။အဆောက်အအုံ၃ယောက်ရဲ့စွမ်းအင်တွေကအလိုအမတန်ကိုကြီးမားတယ်။စမ်းရှန်နဲ့လီရှွန်တို့ပေါင်းတိုင်းရင်တော့နိုင်မယ်လို့မထင်တတ်ဘူး။အဲ့လိုစဉ်းစားနေတဲ့အချိန်မှာပဲလော်လီကမူချံရဲ့အနားကိုရောက်လာတယ်။မူချံနေစိုးရိမ်နေတာလား မူချန်ကတော့ဘာမှမဖြစ်တဲ့ပုံစံမျိုးနဲ့ပခုံးသွင်းပြတယ်။သူကဒီလိုတာဝန်ကိုထမ်းရတယ်ဆိုတာဘာမှကြီးလေးတာမဟုတ်ဘူး။လော်လီကသူ့ရဲ့တာဝန်တွေထက်ကိုအများကြီးပိုတဲ့အရာတွေကိုထမ်းဆောင်ထားရတယ်။လော်လီနေစိတ်အေးအေးထား။ငါအဲ့ဒီအဆောက်အအုံတွေကိုမရှုံးစေရဘူး။တာအောင်ချင်းမှာတော့ဆန်ရှန်နဲ့လီရှန်တို့ကရှိနေတယ်။ဆန်ရှန်ကပြောတယ်။ဒီနှစ်ရက်အမဲလိုက်ပွဲမှာကျောင်းတော်ကဘာလို့ဒီလောက်ခက်ခဲတဲ့စံတမ်းမှုကိုလှုံ့ဆော်ရတယ်ဆိုတာငါလုံးဝကိုစဉ်းစားပြီးတော့နားမလည်နိုင်တော့ဘူး။လီရှန်တို့ကဖြေတယ်။ ဒီနှစ်ရက်စမ်းသက်ကြကအရင်နှစ်တွေတုန်းကနဲ့တူညီနေရင်တယောက်တည်းရင်ဆိုင်လို့ရတယ်။ဒါပေမဲ့အခုတော့မတူညီတဲ့အပြင်ခက်ခဲမှုက3000ထိတောင်သုံးမြက်လိုက်တယ်ဆိုတော့အဲ့ဒီအရာကိုငါလည်းစဉ်းစားလို့မရဘူးဖြစ်နေတယ်။အမဲလိုက်ပွဲမှာအစင်းမြင်အဆောက်အအုံ300တပြိုင်နဲ့ထွက်ပေါ်လာတာကဒီနှစ်တွေထဲမှာပထမအဦးဆုံးပဲ။အခက်ခဲတွေကတော့များပြားလာမှာပဲ။ငါတို့ရဲ့ဩဇာကလည်းအမြဲတမ်းမြဲနေမှာမှမဟုတ်တာ။စမ်းရှမ်းကပြုံးလိုက်တယ်။မိုးလောင်ကြီးငါဝိညာဉ်အလင်းနဲ့အခွင့်အာဏာရတဲ့အထိမင်းဆောက်အောင်ပေါ့ကွာ။ အဲ့ဒီအရာကိုကြာသွားတာနဲ့ငါမင်းကိုလာပြီးတတ်မယ်။လီရွှန်တုံကပြောတယ်။အဲ့ဒီကောင်တွေကအရန်ကအစွမ်းထမ်းနေတာလား။ဆန်းရှန်းကခေါင်းထိပ်ပြတယ်။ဟုတ်တယ်။သူကမိစ္ဆာနဂါနန်းတော်မှာဆိုရင်ထင်ရှားကြော်ကြတဲ့လူပဲ။မိစ္ဆာနန်းတော်ရဲ့မျိုးဆက်တစ်တွေထဲမှာဆိုရင်သူကအစွမ်းထက်ဆုံးမဟုတ်ဘူး။မိုးလောင်ကြီးဆိုတဲ့လူကအရန်ကိုကြောက်စရာကောင်းလွန်းတယ်။ငါတော်သူ့ကိုရှင်နိုင်ဖို့ကခက်ခဲနေတယ်။လီရွှန်တုံကစဉ်းစားတယ်။မိုးလောင်ကြီးဆိုတဲ့နာမည်ကဒီကျောင်းသူကျောင်းသားတွေတော်တော်လေးကိုကြောက်ရတဲ့လူတယောက်ပဲ။ဆန်းရှန်းကပြောတယ် ဒီအမဲလိုက်ပွဲပြီးလို့မဲမဘာမှလုံးစရာမရှိဘူးဆိုရင်ငါနဲ့အဖွဲဖွဲ့ပြီးအကယ်ဒမီကျောင်းရဲ့အပြင်ဘက်ကိုသွားကြရအောင်အဲ့ဒီအခါကျရင်ငါတို့နှစ်ယောက်ပေါင်းပြီးမိုးလောင်ကြီးနဲ့မိုးရှင်းတိန်ကိုရှင်လို့ရမရစမ်းကြည့်ကြတာပေါ့လီရှွန်တုံးကပြောတယ်အဲ့ဒီကိစ္စကိုအသာထားငါတို့ရဲ့အရှိကပြဿနာကိုအရင်ဆုံးဖြေရှင်းကြရအောင်ငါတို့ကဒီတိုက်ပွဲမှာရှုံးနေသွားရင်မင်းရဲ့အစီအစဉ်တွေအတွက်အချိန်တော့ထပ်ပြီးယူရအောင်မှာပေါ့နေအောင်ကြီးကတဖြည်းဖြည်းနဲ့မှောင်မိုက်လာတယ်လူအများပြားကတော့အောက်ဘက်မှာရှိနေတယ်တောင်ထိုင်းဘက်မှာတော့လူ၄ယောက်ရှိတယ် ဆန်ရှန်လီရှန်တုံမူချန်နဲ့လော်လီတို့ပဲဆန်ရှန်ကပြောတယ်အမဲလိုက်ပွဲရဲ့နောက်ဆုံးဆန်သက်ချက်အကြောင်းကိုအားလုံးတည်ပြီးကြပြီလို့ထင်တယ်ဒီတပွဲကငါတို့အားလုံးအတွက်အရန်ကိုအကျိုးရှိစေမယ့်တိုက်ပွဲပဲဒါပေမဲ့အားလုံးကိုသတိပေးစရာရှိတာကငါတို့၃ယောက်ကဒီတိုက်ပွဲအတွက်တာဝန်ရှိတဲ့သူတွေမဟုတ်ဘူးဒါကြောင့်ထွက်လာမဲ့ရလဲတွေကိုအားလုံးကိုလည်းငါတို့ကတာဝန်ယူမှာမဟုတ်ဘူးမင်းတို့ထဲကငါတို့ရဲ့နေရာကိုယူချင်တဲ့သူရှိတယ်ဆိုရင်အဝူးချက်ချင်းငါတို့လွှဲပေးမယ်ဒါကိုအဝါသူတွေကပြန်ပြောတယ်စီနီယာအကူရှင် စိတ်ကိုအေးအေးသာထားပါငါတို့အားလုံးထဲမှာဘဒုကမှအဲ့ဒီနေရာကိုယူဖို့အရေးချင်းမရှိကြဘူးစီနီယာတို့၃ယောက်ကအစွမ်းထက်ဆုံးပဲဒီတိုက်ပွဲမှာစီနီယာတို့ရှုံးသွားရင်တော့ကျွန်တော်တို့မှစီနီယာတို့ကိုငင်းခုန်နိုင်တဲ့အရေးချင်းမရှိဘူးအပြည့်အစ်င့်ပြောထုတ်ဖို့ဆိုတာဝေလာဝေးပေါ့အကရေးစီနီယာတို့ရှုံးနေသွားခဲ့ရင်တော့ကျွန်တော်လူဟောက်ကစီနီယာတို့ကိုအမြဲတမ်းလေးစားသွားမယ်သူပါကြံတဲ့သူတွေကလည်းထောက်ခံတယ်ဟုတ်တယ်စီနီယာတို့အကောင်းဆုံးကြိုးစားပါလို့တောင်းဆိုပါတယ် ရှုံးနေသွားခဲ့ရင်တောင်မှဘဒူမစီနီယာတို့ကိုအပြစ်မမြင်ရဲပါဘူးစီနီယာအကိုဆန်းရှန်းလီရွှန်တုံနဲ့ဂျူနီယာမူချန်တို့ပြန်ကောင်းကြပါစီစီနီယာတို့တုံရောက်ရှုံးနေသွားရင်တောင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာအလေးစားရဆုံးသူတွေဖြစ်တတ်မှတ်ပေးပါမယ်အားလုံးရဲ့ထောက်ခံစကားကိုရတယ်နဲ့ဆန်းရှန်းကပြုံးလိုက်တယ်ကဲသွားကြစို့အပြည့်ပင်ချင်းခမ်းမကအစင်းမြင့်အဆောက်ရှောက်တုံရောက်ကဘယ်လိုမျိုးလဲဆိုတာသွားပြီးကြည့်ကြရတာပေါ့ပြောပြောစုစုပဲဆန်းရှန်းကအရှိကနေဥဆောင်ပြီးတော့တောင်ပေါ်ကိုပြန်တက်သွားတယ်အလင်းနမ်းမြစ်ကိုဖြတ်ကျော်ပြီးတာနဲ့သူတို့တွေက အဆောက်ရှောက်တွေရဲ့ပိုင်နက်တွေကိုရောင်းနေပြီးစန်းဆိုင်ရဲ့အနောက်ကလီရွှန်တုံမူချန်နဲ့လော်လီတို့ကလိုက်သွားကြတယ်။ကြံတဲ့ကျောင်းလူကျောင်းသားတွေဟာသူတို့ရဲ့အနောက်ကနေတပြိုင်တည်းထွက်သွားကြတယ်။အပြင်ဘက်မှာသူတို့ရဲ့တိုက်ပွဲကိုကြီးနေကြတဲ့ကျောင်းလူကျောင်းသားတွေကလည်းတော်တော်လေးကိုများတယ်။အကော်ကြီးဟိုဘက်၃ယောက်နဲ့ဒီဘက်၃ယောက်ရှိရင်ဘယ်သူနိုင်မလဲဆိုတာလဲအလုံးကသိကျင်နေကြတယ်။အခုဆိုရင်စန်းဆိုင်တို့အဖွဲ့ကတောင်ထိပ်ကိုရောက်သွားပြီးတောင်ထိပ်ပေါ်မှာတော့လူ၃ယောက်ကထိုင်ပြီးတော့မျက်လုံးတွေမှိတ်ထားကြတယ်။စန်းရှန်တို့ကသူတို့ညတော်တော်လှမ်းလှမ်းမှရက်လိုက်ကြတယ်။ စမ်းရှမ်းလို့ရောက်လာတာနဲ့အဲ့ဒီအကြီးကဲသုံးယောက်ကမျက်လုံးတွေကိုချက်ချင်းဖွေးလိုက်တယ်။ပြီးတော့အလဲကတယောက်ကပြောတယ်။စမ်းရှမ်းမင်းရောက်လာပြီပေါ့။စမ်းရှမ်းကအယိုသေးပေးတဲ့အနေနဲ့လမ်းတစ်ဘက်ကိုဆုပ်ပြီးတော့ခါးညှို့လိုက်တယ်။စီနီယာလင်ကျန်းစောင့်နေတာတော်တော်လေးကိုကြာသွားပြီးနဲ့သူ့တယ်။အဲ့ဒီလင်ကျန်းဆိုတဲ့သူကိုမူချန်ကစိုက်ကြည့်လိုက်တယ်။သူ့ရဲ့ခန္ဓာကိုယ်တွေကနေငွေရောင်ဆွဲအင်းတွေဖြာဆွဲနေတယ်။အဲ့တော့မူချန်တီးလိုက်တာကအဲ့ဒီလူကကောင်းငွေအပီးသက်ခြင်းအဆင့်ကိုရောက်နေပြီ။လင်ကျန်းဆိုတဲ့သူကအသက်ဘလောက်မှမကြည့်သေးဘူး။ ဒါပေမဲ့အဲ့လိုအရွယ်နဲ့ကောင်းငယ်အပီးသတ်ခြင်းအဆင့်ကိုရောက်နေတယ်ဆိုတာကသူကအရန်ကိုထူးချင်လို့လို့ဆိုတာတီးတန်နေတယ်လင်ကျန်းကပြောတယ်အချိန်ကြာကြီးစောင့်နေရတာတော့မဟုတ်ပါဘူးဒါပေမဲ့နောက်ဆုံးစမ်းသပ်မှုကိုရောက်လာပြီဆိုတော့ငါတို့လည်းလှုပ်ရှားရတော့မှာပေါ့ပြီးတော့နောက်တစ်ယောက်ထွက်လာပြန်တယ်အဲ့ဒီသူကအနီအောင်ဝတ်စုံကိုဝတ်ဆင်ထားတယ်သူ့ရဲ့ဇစ်ပင်တွေကလည်းနီရဲနေတယ်မူချောင်ကအဲ့ဒီလူစီကနေတော်တော်လေးကိုပြင်းတဲ့အပူချိန်တွေကိုခံစားမိတယ်လီရွှံတုံကအနားကိုကပ်ပြီးတော့ပြောတယ်မူချန်သူကမင်းရဲ့ပြိုင်ဘက်ဖြစ်လာမယ်ဂူသိမ်းရမယ် မူချန်ကခေါင်းထိတ်လိုက်တယ်။ဂူသိန်းရန်စီကထွက်ပေါက်နေတဲ့စွန်းရင်တွေကလင်ချန်တော့မများဘူးဆိုပေမဲ့မူချန်အတွက်ကတော့အန်ဒီရဲ့ရှိနေသေးပဲ။မူချန်ကဂူသိန်းရန်ကိုအကဲခတ်နေတော့လီရှွန်တုံကပြောပြတယ်။ဂူသိန်းရန်ရဲ့အစွမ်းကကောင်းဝင်အပိသက်ချင်းပထမအဆင့်မှာရှိနေလိမ့်မယ်။သူလေးကျင့်ထားတဲ့အန့်ဖွဲ့ဝိဇ္ဇပညာရက်ကကောင်းဝင်မီတော်အန့်ဖွဲ့ဝိဇ္ဇပညာရက်ပဲ။သူရဲ့အစွမ်းကကောင်းကင်မီတော်နဲ့တူညီနေတယ်လို့ပြင်းထွက်စွာလောင်ကျွမ်းနိုင်တဲ့အစွမ်းလည်းရှိတယ်။သူတို့ကစွမ်းအပြည့်တုံလိုက်ရင် တောင်နေတော့တဲ့အကလုံးတက်ချက်တဲ့လောင်မြိတ်သွားလိုက်မယ်။မူချန်ကစဉ်းစားတယ်။သူပထမဆုံးရှင်လိုက်တဲ့ဟီယောက်ကကောင်းဝင်အပီးသက်ချင်းကိုခြေတလှမ်းမဲ့ဝင်ရသေးတယ်။ဒါ့အမှန်အခုရှင်ရမဲ့သူကကောင်းဝင်အပီးသက်ချင်းရဲ့ပထမအဆင့်မှာအဲ့တော့ဒီလူကဟီယောက်ရဲ့အများကြီးတတယ်ဆိုတာမူချန်သိလိုက်တယ်။ပြီးတာနဲ့မူချန်ရဲ့အကြီးကဘဲဘက်ချန်ရဲ့တောင်ထဲကိုရောက်သွားတယ်။အဲ့ဒီမှာလူတယောက်ထိုင်နေတယ်။သူ့ရဲ့ဇပင်တွေကအနက်ရောင်။သူကကြောင်တော့လေးကိုကြည့်ပြီးဘာမှမပြောဘဲနဲ့ပြုံးလို့နေတယ်။မူချန်ကလီရွှမ်းတောင်ကိုကတ်ပြီးတော့မိတယ်။ ဒီကစီနီယာကမင်းရဲ့ပြိုင်ပွဲကြောင်ချင်းမဟုတ်လားလီရွှန်တုံးကခေါင်းထိပ်ပြတယ်တစ်ချိန်လုံးကဆိုရင်စီနီယာကြောင်ချင်းကအနိုင်ယူလို့မရတဲ့တောင်းတန်းအဖြစ်เจ้าမတော်တော်လေးကိုထင်ရှားကြော့ကြတယ်အထိဘယ်ကတော့ကွာတိုက်ပွဲတိုင်းမှာအောင်မြင်တဲ့သူလို့သိရင်ရပြီမူချန်ကပြတ်မိတယ်အဲ့လို့ဆိုရင်ကောင်းဝင်အဆင့်တန်းရအဆင့်သင်းနေရကိုဘာဖြစ်လို့စီနီယာလင်ချန်ကပိုင်ဆိုင်ထားတာလဲခန္ဓာကလီရွှန်တုံးပြောတယ်ဘဒူနဲ့ပြပြနိုင်တယ်လို့ပြောတဲ့စကားကိုမူချန်ကနားမလည်လို့ပြတ်မိလိုက်တယ်ဒါကိုလီရွှန်တုံးကပြန်ပြောတယ် तू အမြဲတမ်းနိုင်တယ်လို့ငါမပြောပါဘူးကွာတိုက်ဝဲကြီးတွေကိုဆင်နွှဲတဲ့အခါတိုင်းမှာ तू လုံးဝကိုမရှုံးခဲ့တယ်လို့အောင်မြင်မှုလည်းမရှိခဲ့ဘူးဘာကြောင့်လဲဆိုတော့သူ့ရဲ့ပင်ကိုဇေယျကြောက်ပဲတခြားကိစ္စကိုတော့ငါလည်းမသိဘူး तू လေးကျင့်ထားတဲ့အံ့ဖွဲ့ဝိဇ္ဇာပညာရကတော့အရှုံးမရှိတဲ့အံ့ဖွဲ့ဝိဇ္ဇာပဲတိုင်းချမ်းရဲ့နာမည်ကအရန်ကိုထူးဆန်းပေမဲ့အဲ့ဒါကတိမ်မွေးတဲ့အံ့ဖွဲ့ဝိဇ္ဇာပညာရတခုပဲအဲ့ဒီတိုင်းချမ်းကတိုက်ခိုက်တဲ့တိုင်းချမ်းမဟုတ်ပဲပြိုင်ပရဲ့စွမ်းအားတွေကိုကောင်းအောင်ဆွဲဆောင်နိုင်တဲ့တိုင်းချမ်းပဲဒါကြောင့်ပဲ သူနဲ့ရင်ဆိုင်မှုတဲ့သူတွေအလုံးကသူ့ကိုအနိုင်မယူနိုင်တဲ့တောင်းတန်းအဖြစ်နာမည်ပေးလိုက်ကြတာဒီချိန်မှာပဲကျေလောင်တဲ့အတန်နဲ့ဂူသိမ်းရံရဲ့အတန်ကြီးထွားပေါ်လာတယ်ဆန်းရှန်းမင်းကကောင်းဝင်အဆင့်တန်းရဲ့နာမည်သိနေရကိုပိုင်ဆိုင်ထားရဆိုတော့မင်းရဲ့အစွမ်းကထက်မြက်မှသိကြတယ်လာဝူလင်ချန်းကလည်းပြောတယ်ဟုတ်တယ်ဆန်းရှန်းငါလည်းမင်းတို့ကိုစောင့်နေတာကြာပြီမင်းတို့သုံးယောက်ကဒီညံကိုရောက်ကြပြီဆိုတော့ပြိုင်ပွဲလေးစလိုက်ရအောင်မင်းတို့တာငါတို့ကိုဖျက်ချွတ်နိုင်ရင်ကြောင်သားတွေအလုံးလဲဝိညာဉ်အလင်းတန်းအခွင့်အာဏာကိုရရှိသွားလိမ့်မယ်မင်းတို့ရှုံးသွားရင်တော့ လင်းချန်းကသူ့ရဲ့ဇကာကိုအဆုံးမသတ်ဘဲနဲ့အဲ့ဒီနေရာမှာပဲတဝက်တပြက်နဲ့ရထားလိုက်တယ်။ဆန်းရှန်းကတော့လက်သီးကိုကြက်ကြက်ပတ်အောင်ဆုပ်ထားလိုက်တယ်။သူ့ရဲ့စိတ်ထဲမှာလည်းတော်တော်လေးကိုစိုးရိမ်နေတယ်။ပြီးတာနဲ့လင်းချန်းကပြောတယ်။ကျွန်တော်တိုက်ခိုက်ဖို့အတွက်စီနီယာလင်းချန်းကိုရွေးချယ်ပြရစီ။ဆန်းရှန်းကပျော့ပျော့ဆွတ်ဆွတ်ပဲလက်ကိုဖြတ်လိုက်တာ။တော်တော်လေးကိုဆွေရောင်နေတောက်ပန့်နေတဲ့လှန်တစ်ချောင်းကသူ့ရဲ့လက်မှာပေါ်လာတယ်။ဆန်းရှန်းကလှန်ကိုကန်ပြီးတာနဲ့ချက်ချင်းလင်းချန်းစီကိုဝင်ပြီးတိုက်ခိုက်လိုက်တယ်။လီရွှန်တုံကလည်းကြောင်ချင်းချန်ရှိတဲ့နေရာကိုပြန်သွားတယ်။စီနီယာကြောင်ချင်းချန် ဒီလိုချိန်တော့ကျွန်တော်လီရွှန်တုံကစီနီယာကိုပြန်ပတ်ဖေးရွေးချယ်ပါတယ်စီနီယာရဲ့အရှုံးရှိအန့်ဖွဲ့ဝိဇ္ဇာပညာရရဲ့အစွမ်းကိုလည်းကျွန်တော်စမ်းသပ်ချင်တယ်အဲ့ဒီအခါမှာတော့ပြိုင်မိုးလူကဂူသိန်းရန်တယောက်ပဲကျန်တော့တယ်ဂူသိန်းရန်ကမူချန်ကိုကြည့်ပြီးတော့သူ့ရဲ့စိတ်တွေကနေတွေးလိုက်တယ်ဒီကောင်ကဟုတ်ပါမလားပြီးတာနဲ့ဆန်းရှန်တို့ပြောတယ်ငါနဲ့ရှင်ပြိုင်မိုးသူ့ကိုရွေးချယ်ထားတယ်လို့လာမပြောနဲ့တော့ငါစိတ်ထင်ဒီလူငယ်ကိုကြည့်ရတာအရန်ကိုအားနေနေတဲ့ပုံပေါ်တယ်သူ့ရဲ့အစွမ်းကကောင်းဝင်ဂူပြောင်းခြင်းပထမအဆင့်မှာပဲရှိသေးတယ်မဟုတ်လား သူကမူချန်ကိုကြည့်ပြီးအထင်သေးတာတော့မဟုတ်ဘူး။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာရှိတာကိုပိုးပွင့်လင်းလင်းပြောလိုက်တာပဲ။ဒါကိုလီရွှန်တုံကပြောတယ်။စီနီယာဂူသိန်းရံမမျှော်လင့်ထားတဲ့အရာတွေကိုသူကထုတ်ပြလိုက်မယ်။ဂူသိန်းရံကပြောတယ်။အော်အဲ့လိုလား။ဒါဆိုရင်ငါအရန်ကိုမြေချင်လှပြီ။မူချန်ကတပြင်းတစ်ချက်ချလိုက်တယ်။ပြီးတော့လည်းစိတ်ကိုတူးတူးညံ့ညံ့ထားပြီးတော့ဂူသိန်းရံရဲ့တောင်ပေါ်စီကိုသူကပြန်တက်သွားတယ်။အပြင်မှာရှိနေကြတဲ့သူတွေအားလုံးကတော့တိုက်ပွဲကိုကြည့်နေကြတယ်။ပြီးတော့သူတို့ကတော်တော်လေးနဲ့စိတ်လည်းလှုပ်ရှားနေတယ်။ ။မူချန်ကလက်နှစ်ဖက်ဆုပ်ပြီးတယူတတီနဲ့ပြောတယ်။စီနီယာကိုကျွန်တော်ကကြောင်းကလူသစ်လေးမူချန်ပါ။ကျွန်တော်ရဲ့စိန်ခေါ်မှုကိုကျေးဇူးပြုပြီးလက်ခံပေးပါ။လင်ချန်ကတော့ဆန်းရှန်းအောင်ပြောတယ်။မင်းရဲ့လူသစ်လေးကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတာပဲ။ဆန်းရှန်းကရည်လိုက်တယ်။စီနီယာလင်ချန်ဘာမှစိတ်မပူနဲ့။အချိန်တိုင်ရင်အဲ့ဒီလူသစ်လေးကနိုင်သွားမှာပါ။လင်းချန်းကတော့အရှိကိုခြေတလန်းတူလိုက်တယ်ပြီးတော့သူ့ရဲ့စွန်းအင်းတွေထုတ်လိုက်တယ်နဲ့စွန်းအင်းတွေကပေါက်ွဲထွက်လာတယ်အဲ့ဒါကြည့်ပြီးဆန်းရှန်းကပြောတယ်ကောင်းဝင်အပိသက်ချင်းအလေလက်ဆင့် ဆန်းရှန်းကလည်းသူ့ရဲ့စွမ်းအင်တွေကိုပြန်ပြီးထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲလင်ကျန်းကသူ့ရဲ့စွမ်းအင်တွေကိုဓာသွားဖက်ပြောင်းပြီးတော့ဆန်းရှန်းစီကိုလှမ်းပြတယ်။ဆန်းရှန်းကလည်းသူ့ရဲ့လှန်နဲ့ပြန်ပြီးတော့ကကွယ်လိုက်တယ်။သူတို့နှစ်ယောက်ရဲ့အရေးချင်းတွေကသူ့ညီနေတယ်။ဒါပေမဲ့ဆန်းရှန်းကပို့ပြီးတော့အသက်ငယ်တယ်။လင်ကျန်းနဲ့သာဆန်းရှန်းအသက်အရွယ်သူဖြစ်သွားမယ်ဆိုရင်ဆန်းရှန်းကပို့ပြီးတော့တာလောက်တယ်။ဂူသိန်းရန်ကပြောတယ်ဒီတိုင်းဆိုရင်အနိုင်ရှုံးကိုစုံဖြတ်ပေးမယ်အဓိကလူကမင်းမဖြစ်မယ်နဲ့တူတယ်။မူချမ်းကတော့ဘာမှပြတ်မဖြစ်ဘူး။ဒါကိုဂူသိန်းရံကပြောတယ် မင်းရဲ့အစွမ်းကအရင်ကြီးမမြင့်မာဘူးဆိုပေမဲ့မင်းရဲ့တက်တီကတော့မပေါ့ဘူးဒီလိုတိုက်ပွဲမျိုးကိုတာမန်လူတယောက်ကလုံးဝလက်ခံရဲမှမဟုတ်ဘူးဂူတန်ရန်ကပြောပြတာနဲ့သူ့ရဲ့စွမ်းအင်တွေကိုထောက်လိုက်တာမိတော့တွေပေါ်လာတယ်ပြီးတော့မူချောင်ကိုပြောလိုက်သေးတယ်မင်းရဲ့တက်တီကိုအတိမတ်ပြူတဲ့အနေနဲ့မင်းကိုအရင်ဆုံးတိုက်ခေါက်ခွင့်ပြုမယ်အဲ့တော့မူချောင်ကပြောတယ်ဒါလို့ဆိုတော့လေစီနီယာကိုကျေးဇူးတင်ပါတယ်မူချောင်ကအနောက်ကိုနည်းနည်းဆုပ်ပြီးလေပေါ်မှာထိုင်လိုက်တယ်သူထိုင်လိုက်တာနဲ့လက်ကနေခြေတစ်စိတ်တွေပြောင်းလဲလိုက်တယ်ဒါကိုကြည့်ပြီးဂူတန်ရန်ကစိတ်ထဲကနေပြောတယ် ဒီလိုဆိုရင်ဒီကောင်ကဝိညာဉ်အစီအမံဆရာတယောက်ပေါ့အပြင်မှာကြီးနေကြတဲ့အကြီးကဲတွေကတော့တော်တော်လေးစိတ်လှုပ်ရှားနေတယ်အထူးသဖြင့်မူချောင်ဘူးပေါ့ဌာနမူထိုက်ဆိုင်ရဲ့ဘေးနားမှာရှိတဲ့အဖိုးကြီးတယောက်ကပြောတယ်ဒီကောင်လေးကတော်တော်လေးကိုထူးဆန်းတာပဲဒါအပြင်နှလုံးသားမျက်လုံးအစင်းကိုတော့ဝင်ရောက်နိုင်တယ်မူချန်ကခြေရည်စိအခုနှစ်ယောက်ကိုလှုပ်လိုက်တယ်ပြီးရနဲ့ပေါင်းစည်းလိုက်တော့အနက်ရောက်ကြမ်းမဲနှစ်ခုထွက်ပေါ်လာတယ်ဂူသိန်းရန်ကဒါကိုကြည့်ပြီးတော့ပြောလိုက်တယ်မစိုးရိမ်ပါဘူးမင်းအစင်ကဝိညာဉ်အစီမံကိုဖန်တီးနိုင်လိမ့်မယ်လို့ငါလုံးဝကိုထင်မှတ်မထားဘူး ။ဘူချန်ကလက်ဖြတ်လိုက်တော့တတ်တူလုံးလေးတစ်လုံးပေါ်လာတယ်။လေးဘောပြင်းတင်လိုက်တာနဲ့အဲ့ဒီတတ်တူလုံးကနေတော်တော်လေးကိုထူချတဲ့ပုံစံတစ်ခုပြောင်းလဲသွားတယ်။အဲ့ဒီတတ်တူလုံးကနေထွက်ပေါ်လာတဲ့အရာကလည်းအစင်ကဝိညာဉ်အစီမံတစ်ခုနဲ့တော့ရှင်လို့ရတယ်။ပြောရမယ်ဆိုရင်အခုမူချန်လှုပ်လိုက်တာကအစင်ကဝိညာဉ်အစီမံနှစ်ခု။အခုဆိုရင်ဂူသိန်းရံကမူချန်ကိုတော်တော်လေးဒဋိထားနေရတယ်။ကောင်းကင်ကူပြောင်းခြင်းပထမအဆင့်အစွမ်းနဲ့ဒီလမျိုးအစွမ်းကိုထောက်လို့တယ်ဆိုတော့မင်းကတော်တော်လေးကိုထူးခြားတာပဲ။ဂူသိန်းရံလည်းတိုက်ခိုက်ဖို့ပြင်ဆင်တယ် သူ့ရဲ့စွမ်းအင်တွေထုတ်လိုက်တာနဲ့ခန္ဓာကိုယ်ကနေအနီရောစွမ်းတွေဖျားထွက်လာတယ်ပြီးတော့ပတ်ဝန်းကျင်ကတဖြည်းဖြည်းနဲ့ခြောက်သွေးလာတယ်မင်းစပြီးတော့လှုပ်ရှားတော့မင်းရဲ့အဆင့်ကဝိညာဉ်အစီအမံနှစ်ခုရဲ့အစွမ်းကိုငါမြင်ချင်နေပြီမူချံလဲလက်ကနေတစိမ့်တွေပြောင်းလိုက်တာနဲ့ကောင်းကင်ပေါ်မှာရှိတဲ့ကြာပန်းကြီးနှစ်ခုကစတင်ပြီးတော့လဲပတ်လာတယ်ပြီးတော့တခုတည်းဖြစ်ပေါင်းစည်းသွားတယ်အလဲတသိမ့်ကနေစွမ်းအင်တွေကတဖြည်းဖြည်းနဲ့စုစည်းလာတယ်တဖက်မှာလဲနောက်ထပ်ထူးခြားတဲ့ဝိညာဉ်အစီအမံကလည်းစတင်ပြီးလှုပ်ရှားလာတယ် အဲ့ဒီဝိညာဉ်အစီမံအလေတဲသေးရနေအနံ့ရောက်အလင်းနန်းနေတဖြည်းဖြည်းနဲ့ဆုလာတယ်အဲ့ဒီအလင်းနန်းနေကြောင့်လေရူးတစ်ခုလုံးကအေးစိတ်သွားတယ်ဒါကိုကြည့်ပြီးကုသိန်းရံကပြောတယ်စိတ်ဝင်စားစရာပဲမူချန်ကအရှိတ်ကိုလက်ညှိုးထိုးလိုက်တာနဲ့ကြာပန်းမှာစူးစီးထားတဲ့အလင်းနန်းတွေကကုသိန်းရံစီကိုပြေးဝင်သွားတယ်ကုသိန်းရံလည်းလက်ကနေအနီရောင်စွန့်အင်တွေကိုထုတ်ထုတ်လိုက်တယ်ကောင်းကင်ပြီးတော့အံ့ဖွဲ့ဝိဇ္ဇပညာရဲ့မိနကားအကကွယ်စွန့်အင်အနီရောင်တွေကတော်တော်လေးကိုအများကြီးထွက်လာတယ်ပြီးတော့တစ်ခုနဲ့တစ်ခုပေါင်းစည်းသွားပြီးအလုံးအမြန်ကိုကြီးမားတဲ့မိနကားကြီးအဖြစ်ကိုပြောင်းလဲသွားတယ် ဒါကိုလင်ကျန်းတို့ကပြောတယ်။သူ့ရဲ့အစွမ်းအထက်ဆုံးခုခံနီကိုအုံပြုတ်လိုက်တာပဲ။ဒီလိုမျိုးကြည့်ချင်းအပြင်မူချံဆိုတဲ့ကောင်လေးကပေါ်သေးသေးမဟုတ်ဘူး။ဒီချိန်မှာပဲကြာပန်းရဲ့အနှံ့ရောက်အလင်းတန်းနဲ့မိနဂါကြီးနဂါတိုက်မိသွားကြတယ်။ပေါကွဲတဲ့ညီထွက်ပေါ်လာပြီးတော်တော်လေးကိုများပြားတဲ့အစွမ်းနီကဖျက်ထွက်လာတယ်။မူချံကလည်းဝဲပြက်နဂါနီလန်းကိုအုံပြုတ်ပြီးအဲ့ဒီပေါက်ထွက်လာတဲ့စွမ်းနီကိုသူကရှောင်ရှားလိုက်တယ်။အားလုံးကလည်းပြောကြတယ်။ဒီတိုက်ခိုက်မှုတော့အလုံးဖြစ်ပါစေ။အဲ့လိုအလုံးဖြစ်သွားရင်ဂျန်တန်းနှစ်ယောက်ကိုနိုင်မှုဆိုတာဘယ်တော့မှမခတ်တော့ဘူး။ ဒါပေမဲ့သူတို့ရဲ့စုတော့မပြည့်ခဲ့ဘူးတိုက်ခဲတဲ့နေရာကဖုံဖုံးတွေလွတ်ဆင်သွားတာနဲ့လူတယောက်ထွက်ပေါ်လာတယ်ဂူသိန်းရံကဘာမှမဖြစ်တဲ့ပုံစံမျိုးနဲ့အလုံးရဲ့ရှေ့မှာပြန်ပြီးတော့ပေါ်လာတယ်ဒါဟုကြည့်ပြီးတော်တော်လေးကိုစိတ်ပြတ်သွားကြတယ်ဒီအချိန်မှာပဲဂူသိန်းရံကလက်တဖာကတတ်ဆက်ဆက်တုံပြီးတော့သွေးတွေစီကြလာတာကိုအလုံးကသတိထားမိသွားကြတယ်ဂူသိန်းရံကသူ့ရဲ့စွမ်းအင်တွေကိုတုံပြီးတော့သွေးတွေကြားတာကိုရက်ပြစ်လိုက်တယ်ကံကောင်းလို့ငါသတိကြည်ကြည်နဲ့တိုက်ခိုက်မိတာဒီလိုမှမဟုတ်ရင်ငါရှုံးမှသိကြတယ်အလုံးတီးလိုက်ရတာက ူချံရအစင်ကဝိညာဉ်အစီမံကဂူတန်ရကိုတန်ရရသွားတဲ့ဆိုပေမဲ့အနိုင်ရဖို့ဆိုတာကတော့ခက်ခဲနေတုံးပဲဗီဒီယိုကိုဒီမှာပဲရထားမယ်အဆက်ကိုမနက်ဖြန်မှထပ်ပြီးသင်ပေးမယ်ဒီနေ့ဖို့ပပိုင်အားလုံးကျေးဇူးတင်ပါတယ်